လွန်ခဲ့တဲ့ရက်ပိုင်းမှာမြန်မာနိုင်ငံစကိုင်းတိုင်းအောင်ခြေပြုပြီးတော့လှူရှားခဲ့တဲ့ငံလင်းတဲ့ကြောင့်စကိုင်းမန္တလေးပြည်နယ်ကမဟာနယ်အသုံးပြုသူ customer အကောင်လုံးလမ်းရည်ပြတ်တောက်မှုတွေဖြစ်သွားခဲ့ပါတယ်။အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မဟာနယ် wifi ရနေပြီးမှ customer အကောင်လုံးကိုအနုညွတ်တောင်းပန်ရပါခင်ဗျာ။လမ်းပြတ်တောက်သွားတာကြာနေရတဲ့အကြောင်းရင်းရောလည်းကျွန်တော်အခုဗီဒီယိုလေးနဲ့ရှင်းပြချင်ပါတယ်။ပထမချက်အနေနဲ့ကျွန်တော်တို့မန္တလေးစကိုင်းပြည်နယ်ကိုလမ်းလွှင့်ပေးနေတဲ့ကျွန်တော်တို့ရဲ့ဒီမန္တလေး ပင်မအဆောက်အအုံပေါ့နော်ကျွန်တော်ပင်မအဆောက်အအုံပျက်စီးထိခိုက်မှုတွေဖြစ်သွားရပါတယ်ကက်ချာမှာအများဆုံးကတော့ comment တွေမှာတော့မင်းတို့ line ပဲပြတ်တောက်သွားတာမဟုတ်ဘူးမင်းတို့အဆောက်အအုံပဲထိခိုက်သွားတာမဟုတ်ဘူးသူများရေပြင်ရနေပြီမင်းတို့ကပြန်မရသေးဘူးအဲ့လိုမျိုး customer ရဲ့ feedback တွေကိုလည်းကျွန်တော်အမြဲတမ်းနားဆွင့်နေပါတယ်ဒုတိယချက်အနေနဲ့ကျွန်တော်မန္တလေးရောင်းကအခုပြထားတဲ့တာဝါကြီးရဲ့23လမ်းမြောက်မှာခြေဆိုင်ထားပါတယ်အဲ့တာဝါကြီးတော့ကျွန်တော်တို့ဘက်ကလေးလပိုင်းလေးရနေရမှာတည့်ရဝင်ဝင်ခွင့်ရသွားပါပဲဖြစ်ပါတယ်အဲဝင်ခွင့်ရရဆိုပေမဲ့ cancel ရတာကျွန်တော်တို့ရဲ့ 咁仲有 A.R. 嘅。 မန္တလေးမှာငလျင်နဲ့ရမ်းလုံနေလို့တာဝါတာဝန်ရှိသူတွေကနေတဲ့ဘိုင်းပဲပေးဝင်တာပါစိုးတာကကြတော့ငလျင်တန်းချောင်းမလို့ဓလိကရဲ့အသုံးပြုခွင့်မရခဲ့ဘူးပေါ့နော်ဓလိကရဲ့အသုံးပြုခွင့်မရခဲ့ဘူးဖြစ်တဲ့တကြောင်မလို့အဆက်၃သက်ကနေကျွန်တော်တို့အောက်ဖုန်းထိဝယ်ပစ္စည်းတွေရွှေပြောင်းလောက်ရတာကျွန်တော်တို့တော်တော်တိတ်တော့မလွယ်ပါဘူးမန္တလေးရုံးဘက်တွေကိုဖုန်းဆက်လို့ဖုန်းဆက်သွယ်လို့မရဘူးဆိုတာကလည်းကျွန်တော်တို့ရဲ့ရုံးသုံး operation ဖုန်းတွေကိုကျွန်တော်အိမ်မှာပဲခြံထားခဲ့ရအောင်လို့ဖြစ်ပါတယ်ကျွန်တော်တို့မဟာနဲ့ wifi ကတော့ကျွန်တော်တို့ရဲ့ customer ရောဘယ်တော့မှပြစ်မထားပါဘူးအဲဒါ ወ လည်းကျွန်တော်တို့ရဲ့ အိုးယူဇာရဲ့အတီဆောင်ပဲဖြစ်မှာပါနောက်တစ်ခုအနေနဲ့ငန်းလင်းတန်းချောင်းလိုင်းပြတ်သွားတဲ့အချိန်အပိုင်းချောက်ရတယ်မန်လေးဘက်ကတောင်းဝင်ရှိသူတွေက customer မနစ်နိုင်အောင်လို့တောင်းဝင် efficient ပေးသွားမယ်လို့လည်းကျွန်တော်တို့ဘက်ကအကြေညာပါတယ် ခုလိုမျိုးခက်ခဲချင်နေမျိုးမျိုးကလည်းကျွန်တော်တို့မဟာတော့ Wi-Fi နဲ့အတူရှိနေပေးခဲ့တဲ့ customer အကောင်လုံးကိုလည်းကျွန်တော်ရှင်နေရတဲ့မြန်မာကျေးဇူးအထူးတင်ရှိပါတယ်မြန်မာပြည်သူပြည်သားအားလုံးအခုလိုခက်ခဲချင်နေမျိုးမျိုးမှာကြော်လောင်းနိုင်ပါစေလို့ကျွန်တော်တို့မဟာနိုင် Wi-Fi အနေနဲ့ဒီမှာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ